Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Lion နဲ့ Quarter Final Europa League ပထမကြိုဖြစ်ကစားဖို့ရှိတယ်အဲ့ဒီမတိုင်ခင်မှာကိုရီးယားကစားသမားဟောင်းလည်းဖြစ်အခုလက်ရှိ Lion မှာလည်းကစားနေပြီးတော့ကိုရီးနဲ့ရင်ဆိုင်ရဖို့ရှိတယ်ကစားသမားဟောင်းနီမန်ဂျာမာတစ်ပြောထားတဲ့အရာလေးတွေကျွန်တော်ရှိတယ်တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတော့ပရိသတ်တွေအတွက်လည်းအများကြီးတချို့ပရိသတ်တွေအတွက်လည်းမျိုးလုံးတွေပါပြွင့်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီလိုဥပမာတွေကမနေတော့ပါဘူးဒါပေမဲ့လည်းတချို့တွေကကျတော့သိတယ်မလား ဟိုနောက်ပိုင်းကတကယ်တကယ်ပြဿနာအနှစ်ဒီကိုမမြင်နိုင်ကြဘူးပေါ့နော်ဆိုတော့ဒီနေရာမှာ Matic ပြောထားတာလေးကျွန်တော်တို့ကြည့်အောင်ကျွန်တော်အားလုံးသိတဲ့အတိုင်းမှာ Matic ကကျွန်တော်ဒီ Chelsea ကနေပြောင်းလာတယ်ပေါ့နော်ဆိုတော့ပြောထားလေးဆိုတော့အဲ Chelsea ကနေပြီးတော့ပေါ့နော် Manchester United ကိုပြောင်းလာခဲ့တဲ့အချိန်မှာ Chelsea နဲ့ United ရဲ့ကြားထဲမှာ Kwaha ချက်တီအများကြီးရှိခဲ့တယ်ပေါ့အဲ့ဒီမှာဆိုလို့ရင်အဓိကအပြင် Chelsea မှာဆိုလို့ရှင်လုံးဝဦးစားပေးသည့် main focus သည် Jalet ဒီကောင်းဖို့ ဖလားတွေရဖို့ပဲပေါ့ဒါဒီ Chelsea ရဲ့တခုသေးသောအာယုံဆိုင်မှုဖြစ်တယ်ကျန်တာဘာမှသူတို့စိတ်ဝင်စားဘူးဖလားတွေရဖို့ရလက်တွေကောင်းမှုဖြစ်တယ်ပေါ့ဆိုတော့ဒါဟာထပါတော့ကလပ်တင်းရဲ့ဘောနော်တာဝန်ရှိတဲ့သူတွေဒီမဟုတ်ဘူးအတင်းရဲ့ကွင်းမှာမျက်ရည်နေတဲ့သူဟာအစတည်ရမယ်အဲ့လိုမျိုး mentality ဘိုင်းကိုပိုင်ဆိုင်ထားတာအဲ့လိုရည်ရွယ်ချက်တွေရှိကြတာဖလားတွေရဖို့ရလက်တွေကောင်းဖို့ဒါတွေဒီ ကျွန်တော်အနေနဲ့ Chelsea မှာသူသူဂျုံသူဂျုံခဲ့ရတဲ့အရာတွေပေါ့သူ Chelsea မှာဖလားတွေရခဲ့တာပေါ့ဒါအပြင်အသင်းပိုင်ရှင်ဖြစ်တဲ့ Roman Abramovich ဆိုလို့ရှိရင်လည်းပဲသူတို့ကိုလာပြီးတော့စကားပြောရင်တောင်မှရလက်တီကောင်းမဲ့အကြောင်းရလက်တီကောင်းအကြောင်းပြီးလို့ရှိရင်ဖလားတွေကြောင်းမဲ့စကားပြောတယ်ပေါ့ Chelsea နဲ့ပတ်သက်လို့တိတ်ပြီးတော့အာယုံမဆိုင်ဘူးပေါ့ဒါပေမဲ့ United မှာကျတော့ပေါ့နော်ဟိုစီးပွားရေးပို့ပြီးတော့ဆန်တဲ့ဘက်ကိုသွားတယ်ပေါ့ United ကိုရောက်ပြီး2လလောက်အကြာမှသူအများကြီးသတိထားမိရတယ် United မှာကထပါတော့ပြတဲ့ကစားမားတွေရဲ့လောက်ခလာစားတွေဘာတွေပြရတာတွေဘာတွေအပြင်ကစားမားတွေရဲ့ပြင်ပြီးတော့ commercial sense ဘက်ကိုပူသွားတဲ့အခြေအနေမျိုးတွေကျွန်တော်ရှိတယ်ပေါ့ Chelsea မှာဆိုလို့ရှိရင်ဖြတ်တန်းခဲ့တဲ့ကာလာတချို့သူဟာဒီ commercial နဲ့သက်ဆိုင်တဲ့လုပ်ငန်းเนาะဒီအဒီဘယ်လိုပြောလို့အရာတွေဆိုလို့သူနှစ်ကြိမ်လောက်ပဲသူလုပ်ခဲ့ရတာဒါပေမဲ့ United မှာဆိုလို့ရှိရင်ချိန်ပေါင်းအများကြီးသူပါဝင်ပတ်သက်ခဲ့ရတယ်ပေါ့ ော်ဒီဘူလီယံတို့စီဝိုင်းနဲ့တက်ဆိုင်နဲ့ထပ်ပါတယ်ပြကြော်ညာရိုက်တာတို့ဘာလို့ပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါကြောင့်ယူနိုက်တက်ကိုသူစရောက်တုန်းကတော့ဒီတယ်မလားโอเคငါချက်စီမှာဖလားတွေပါတယ်အများကြီးရခဲ့တယ်ပို့ပြီးတော့ဖလားတွေရအောင်ငါယူနိုက်တက်ကိုသွားမယ်ဟေ့ယူနိုက်တက်မှာပို့ပြီးတော့ဖလားတွေရခြင်းနဲ့ဆိုတော့စိတ်တက်မျိုးတွေနဲ့သူရောက်ရောက်ရောက်လာခဲ့တာပေါ့နော်ဒါပေမဲ့လည်းလို့အရာအလုံးကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ပြောင်းလဲသွားတယ်ပေါ့ဆိုတော့ပြောချင်တာကမန်ချက်စတာယူနိုက်တက်မှာ winning culture မရှိဘူးလို့ကျွန်တော်ပြောရမှာပဲဆိုတော့ဒါကဟိုပြိတဲ့ တချို့တွေရဲ့မျိုးလုံးတွေကိုဖွင့်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါခါလေးကြားလို့ရှိရင်အချီနီတွေမကောင်းဘူးဆိုလို့ရှိရင်အချီနီတွေကဘောနော်တစ်ခုမဟုတ်နှစ်ခုတစ်ခါမဟုတ်နှစ်ခါမဟုတ်မကောင်းဘူးဆိုတဲ့အနေအထားမျိုးတွေမှာပိုင်ရှင်တွေတို့ဂလီစာတွေတို့ဟိုလိုငါဆိုလို့ရှိရင်အက်ဒူဝဲတို့ဘာလို့ကိုအများကြီးပြပြောလေးရှိတယ်။အခုချိန်ကြီးလေဂလီစာအောက်ကကျွန်တော်ပြောနေကြတော့မယ်။ကျုပ်ပရိသတ်တွေကြတော့အဲ့လိုမဟုတ်ဘူး။အမေကွင်းထဲကရက်လက်ကပြူပိုင်ရှင်တဲ့ဘာဆိုင်လို့တို့တို့တည်တယ်မလား။ကစားမားတွေတို့ နီးပြတို့နဲ့နီးပြတွေတို့နဲ့ပဲဆိုင်နေတို့သိတယ်မလားနော်အာကိုမသွင်းနေတဲ့ကစားမကိုအပြစ်တင်ပါလားလို့သိတယ်မလားနော်ဂလီစာတို့ကကွင်းထဲမှာဝင်ကန်တာမှမဟုတ်တာလို့ဒါမျိုးတွေကြုံရလိမ့်ရှိတယ်အခုသိရမှာကကျွန်တော်တို့ကအတင်းရဲ့လက်ရှိဖြစ်ပျက်နေတဲ့အရာတွေဒီကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဟိုးအထက်ကနေပြီးတော့ဒါတွေအလုံးကိုစီမံနေတဲ့သူတွေနဲ့ကျွန်တော်တို့သက်ဆိုင်နေဗျာနော်ခေါင်းမိုးကနေပြီးတော့မိုးယိုနေတာကိုအောက်ကကျင်းပြင်းပဲဆွေးလို့ဆိုပြီးခဏတိုင်းပြောင်းလို့မရဘူးခေါင်းမိုးကိုကျွန်တော်ကပြုတ်ပြင်မှအမ်အချိန်ကြီးကကောင်းပါ အခုကကျွန်တော်တို့ကပိုင်ရှင်နေနဲ့ပတ်သက်လို့ရှိရင်အာကွင်းထဲကရက်လက်တွေကသူတို့နေပါဆိုင်လို့တော့လို့သိတယ်မလားကစားမားတွေနီးပြတွေလာဒီအဓိကတောင်းအောင်ရှိဆုံးတို့ဒါမျိုးတွေကျွန်တော်လာကြတာဆိုတော့ဟိုဒါတွေကပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်တို့ကတကယ်ပြက်တနာဟိုအဓိကကြတဲ့သူတွေဗျာပိုင်ရှင်နေတို့ဒီအသင်းကိုစီမံနေတဲ့သူတွေဆိုတာမျိုးကအခုလည်းကြည့်ကျွန်တော်တို့စာချင်းမျိုးကျွန်တော်ကြည့်ပါလားကောင်းသည့်ဖြစ်စေကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ပေါ့နော်သူတို့တွေရဲ့ပြောင်းလဲမှုတွေကိုကျွန်တော်တွေ့ရတယ်မကောင်းတဲ့ပြောင်းလဲမှုတွေလည်းကျွန်တော်ရှိတာပဲ ကောင်းတဲ့ပြောင်းလဲမှုတွေတချို့တလီလည်းကျွန်တော်တွေ့ရတာပဲဆိုတော့အဲ့လိုမျိုးဆိုတော့ကွင်းထဲကရက်လက်တီတို့ဘာတို့ပေါ့နော်လက်ရှိအသင်းကို run နေတဲ့ပုံစံတွေလို့ဆိုတာမျိုးကအသင်းပိုင်ရှင်တွေနဲ့အများကြီးသက်ဆိုင်နေဆိုတော့ဂလီဇာဒီမန်ချက်စတာယူနိုက်တက်ကိုအမျက်ထုတ်လာတာကျွန်တော်အနေနဲ့15နှစ်လောက်ကျွန်တော်ရှိပြီเนาะအခုချိန်ထိအသင်းမှာရှိနေတုံးမဲ့ဒါဟာဘလို့မှလက်ခံနိုင်စရာကျွန်တော်မရှိဘူးဗျာဒါကြောင့်လည်းပဲအသင်းပြိတက်ဟိုစီကပြိတက်တွေကဒီကေပိုင်ရှင်တွေကိုကျွန်တော်ဒါဆန္ဒပြကြတာတကယ်လည်းပဲပြရမှာသူတို့တွေကယူနိုက်တက်ဟာအမျက်ထုတ်လို့ရမှန်းသိရဲ့ ဒါအပြင်သူတို့က commercial sense နဲ့သူတွေဖြစ်တဲ့အတွက် United မှာသူတို့အမျက်ထွက်ရင်ပြီးရောကလပ်အသင်းကကွင်းထဲမှာဘာပဲဖြစ်နေဖြစ်နေဆိုတဲ့ပုံစံမျိုးနဲ့သူတို့အနေဆုံးတော့ဗျာသူတို့အနေနဲ့เนาะတင်းတနည်းပြီးသွားလို့သူတို့ရဲ့ဟိုဘယ်လိုပြောမလဲ share လေးတွေရရင်ပြီးရောအမျက်ကလေးတွေရရင်ပြီးရောကွင်းထဲကတော့ကျွန်တော်တို့အနေနဲ့နော်ဟိုတမ်းမစင်းရအောင်တော့ပဲသူတို့လုတ်ပေးနေတာဒါတွေကဘလူးမန့်အဆင်မပြေဘူးဒါတွေကလည်းရှိ Manchester United ဒီလိုကြုံရတဲ့အကြောင်းရင်းပဲဒါဟာကျွန်တော်တို့လက်ရှိညီမန်ဂျာမာတစ် Manchester United မှာဖြစ်သင်းခဲ့ဘူးတဲ့သူကိုယ်တိုင်ကပြောပြထားတာဆိုတော့ Martinez ဆိုလို့ရှိရင် ရှေ့မှာလည်းသူပြောခဲ့တာတွေရှိတယ်ဆိုတော့ United ကအထက်ပိုင်းကနေပြီးတော့အဲ့လိုမျိုးဒီစီမံနာတွေခံကွင်းမှုတွေညံ့တဲ့အခါကျတော့ကွင်းထဲကကစားမားတွေကဘာဖြစ်လာလဲဆိုတော့သူပြောသလိုပဲကစားမားတွေကလေ့ကျင့်ကွင်းတွေနောက်ကျကြတယ်နော်နောက်ကြလို့ find လုပ်မယ်ဆိုလို့ရှိရင်တော့မှ find တော့ပြီးမယ်ဟိငါတော့အရင်တော့မရောက်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေကစားမားတွေနဲ့စိတ်တဲ့ပိုင်းတွေလေ့ကျင့်ရင်ကွင်းမှာအပြေဝအာမထုတ်တာတွေဒိုင်မူတွေပါကစားမားတွေစီမှာကူးလာရော့ဆိုတော့အဲလူငယ်ကစားမားတွေဝင်လာတော့လေသူတို့တွေနဲ့ပေါင်းဝါတင်ရတဲ့အခါကျတော့အဲ့လိုခံယူချက်တွေက เนาะကျွန်တော်တို့စုမီစည်းမီသွားရောအဲ့လိုမျိုးတွေကနေတစဉ်အတင်းအတိုင်းပတ်ရတာပဲဒါကြောင့်အတင်းမှာထိတ်ဆုံးမှာဥဆောင်နေတဲ့သူတွေဒီလက်ရှိအတင်းကြာရှုံးနေရခြင်းအောင်မြင်နေရခြင်းရဲ့အဓိကတရက်ခံနေပဲကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ဆိုတော့ဂလေးစားဒီအတင်းမှာဆက်ပြီးတော့ကျွန်တော်တို့ရှိလို့မရဘူးအခုချိန်ကြီးဆက်ရှိနေတော့မယ်အခုလက်ရှိကဂလေးစားဆက်မရှိလို့ဆိုပြီးတော့စာချင်တို့ကကောင်းလားဆိုတော့လေဘာမှန်တက်ဒီပြထားတဲ့လူတွေမဟုတ်သေးဘူးကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေတရားတော်ကတော့ ဒီဂလီဇာတို့လိုမျိုးအသင်းကိုပေါ့နော်ကျွန်တော်ဒီနှစ်နဲ့ချီပြီးတော့ဆယ်စုနှစ်နဲ့ချီပြီးတော့အမျက်ထုတ်နေတဲ့ပိုင်ရှင်မျိုးတွေပြောင်းမှကျွန်တော်ရမှာဒါကတော့လက်ရှိမှာမာတစ်ပြောသွားတဲ့အကြောင်းအရာပေါ့လေညီကလို့ရောဘလူမင်းညာလည်းလက်ရှိမာတစ်ပြောတာနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများနေပါတယ်